ဖို့ဖမများအားလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီညတော့အရှင်ပြိုင်ကစားခဲ့ကြတဲ့ Everton နဲ့ Tottenham စပါးတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလုတ်ပေးသွားမှာဖြစ်ပါတယ်အဲဒီဗီဒီယိုလေးမှာတော့အဲ Tottenham စပါးတို့ကတော့ကျွန်တော်အဝေးခွင်မှာတွားရောက်ရှင်ပြိုင်နဲ့ပွဲမှာတော့သူတို့အနေနဲ့ဂိုးပြတ်အနိုင်ယူပြီးတော့သူတို့ရဲ့အဝေးခွင်အဲတေကြဒီရလက်တွေကိုအဆုံးသတ်သွားတယ်လို့တော့ကျွန်တော်တော့မြင်တယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို လာရင်ဆက်ခွက်မလုပ်ကတည်းကလာရင်ဆက်ခွက်လုပ်ပြီးကုညီပေးသွားလို့ရပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ပွဲချောင်းလေးကိုအရင်ဆုံးသွားလိုက်ကြအောင်။ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အဲ Tottenham Hotspur အနေနဲ့ကျွန်တော်တို့ဝေးခွင်းမှာတော်ရောက်ရှင်းပြိုင်နေပွဲသေးအောင်ပွဲဖြစ်သည့်တိုင်အောင်ဗျာ။အဲသူ့အနေနဲ့ဘယ်လိုဖြစ်လဲဆိုတော့သူတို့အနေနဲ့လူစုံဒီနေ့ပွဲမှာတော်တော်လေးကမထုတ်သုံးလာပဲ။ပြီးရင်လည်းကျွန်တော်တို့နောက်တန်းမှာလည်းတော်တော်လေးကမအဲကောင်းမွန်တဲ့အဲကစားသမားတွေအစုဖွဲ့တွေနဲ့ဒီနေ့ပွဲမှာ Everton အင်္ဂွင်မှာတော်ရောက်ရှင်းပြိုင်နေ။ တစ်ဖက်က Everton Everton ကဒီနေ့ပွဲမှာတော့သူတို့အနေနဲ့တိတ်ထူးထူးခြားခြားတိတ်ပြီးတော့လုပ်ပြနိုင်ခြင်းမရှိဘူးသူတို့အနေနဲ့အဲပထမပိုင်းမှာလည်းတွင်ကိုတွေပေးခဲ့ရတယ်ပြီးရင်လည်းဒုတိယပိုင်းမှာမှသူတို့မင်းနဲ့အဲ60ကျော်လောက်မှနေစပြီးတော့မှအဲတစ်ဖက်သက်ပြန်ပြီးတော့အဲ Tottenham Hotspur ကိုပြန်ပြီးတော့ဖိအားပေးတဲ့အလုံးလေးတွေပဲရှိတယ်ပြီးရင်လည်းတစ်ဖက်ကကျွန်တော်တို့အဲ Tottenham Tottenham Hotspur ရဲ့နောက်တန်းကိုသူတို့အနေနဲ့တိတ်ပြီးတော့ဒီနေ့ပွဲမှာတိတ်တော့ဒုက္ခအပေးနိုင်ခြင်းတိတ်တော့မရှိခဲ့ဘူးအဲ အထူးသဖြင့်ကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့ Everton ရဲ့အဲတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အင်းဒီတယောက်လောက်ပဲဒီနေ့ပွဲမှာတော်တော်လေးဥမာအဒုက္ခပေးပြီးတော့တော်တော်ဟော်စပါးရဲ့နောက်တန်းကိုကျွန်တော်ကတော့အလုရှုပ်သွားစေခဲ့တယ်လို့တော့ကျွန်တော်ကမြင်တယ် သူပြည်တော်တို့အဲတော်တန်ဟော့စ်ဘာဘက်မှာလည်းသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ပါလင်ဟာတို့ပြီးလို့ရှင်ဘန်နဂါတို့နဲ့အဲဒီနေ့ပေါ်မှာဒီကွင်းလက်အစုဖွဲ့နဲ့တော်တော်လေးဥမာပွဲထွက်လာတယ်ဗျာဒီကွင်းလက်အစုဖွဲ့ကလည်းတစ်ခါကအဲအဘာတန်ရဲ့ကွင်းလက်အစုဖွဲ့နဲ့တော်တော်ရှင်လိုက်မဲ့ဆိုလို့ရှင်အဘာတန်အနေနဲ့ဘလူးမှာအိမ်ကွင်းဖြစ်တဲ့အောင်တော်တော်လေးဥမာဘာမှလုံးလို့မရသည့်အထီကိုအဲတော်တော်ဟော့စ်ဘာဒီနေ့ပေါ်မှာတော်တော်လေးဥမာကောင်းမွန်တဲ့ခြေသွန်းတွေကိုပြသထားနိုင်တယ်လို့ပြောလို့ရအင်းဆုံးအနေနဲ့ကျွန်တော်တို့အဲ twin ကို twin ကတော့ကျွန်တော်တို့အဲ16 minute လောက်မှာပဲကျွန်တော်တို့ ကောင်နာရရကွန်နာရရဗျာအဲ့ဒီကွန်နာဘောကိုပဲကျွန်တော်တို့အဲဘဏ္ဍာန်နေတော့ကျွန်တော်တို့ခေါင်းတိုင်တွင်းသွားတယ်ခေါင်းတိုင်တွင်းတော့တို့အနေနဲ့အဖွင့်ကိုစပြီးတော့တွင်းလိုက်တယ်အဲတိတ်မကြခင်ပဲကျွန်တော်တို့အဲပြန်ပြီးတော့ open ကနေပြီးတော့အဲတွင်းကို open ရဲ့တွင်းကိုတော့ကျွန်တော်မပေးခဲ့ဘူးဗျာဘာဖြစ်လို့လဲဆိုရင် Tottenham Hotspur ရဲ့ကျွန်တော်ဂိုးသမားကိုတစ်ဖက်ကအင်ဂျီယာကနေပြီးတော့အဲ body ခုပြီးတော့ကာထားတယ်လို့ဆိုပြီးတော့ကျွန်တော် BRD ဘာပြန်ကြည့်ပြီးတော့တို့အနေနဲ့တွင်းကိုမရရှိဘူးဒီတွင်းကိုမရရှိတဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ အဘာဒါနည်းနည်းတော်တော်လေးကိုမှလေရကန်ရခက်ပြီးတော့တော်တန်ဟော့စပါရဲ့တိုက်ဆက်ဆင်မှုတွေကိုပဲသူတို့အနေနဲ့တောက်လျှောက်ခံခံနေရတယ်လို့ပြောလို့ရတယ်။တလုံးတလုံးကျွန်တော်လွတ်ထွက်သွားတဲ့အလုံးတွေလောက်ပဲရှိပြီးတော့အဲကျွန်တော်အဲပထမပိုင်းဒီပိုင်းလုံးမှာတော့သူတို့အနေနဲ့ဒီ1-0လောက်နဲ့ပဲပွဲကိုအဲစုမထားနိုင်တယ်တစ်ဖက်ကအဘာဒန်အဘာဒန်ကလည်းအဲတော်တန်ဟော့စပါရဲ့စုမမှုကိုသူတို့ခံပြီးတော့သူတို့ရဲ့အဲကောင်တာတွေကနေပြီးတော့ပဲတော်တန်ဟော့စပါရဲ့အမှားတွေကနေစောင့်ပြီးတော့သူတို့အနေနဲ့ အဲသူငိုတွေပြန်လဲရာယူဖို့သူတို့လှုပ်ထားတယ်ဒါပေမဲ့လည်းသူတို့အနေနဲ့တော်တော် house wife ရဲ့နောက်တန်းနဲ့ကွင်းလယ်ကိုဘလို့မှမကြော်နိုင်ပဲနဲ့အဲတောင်မှနှစ်ဖက်ချက်လောက်ပဲဒီနေ့ဘုန်းမှာတော်တော်လေးတော်တော်ဟိုဟာအမတန်ရဲ့ကစားသမားတွေအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့အိန္ဒိယနဲ့ပြီးလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့ great league ဒီနှစ်ယောက်လောက်ပဲအလုပ်ဖြစ်ပြီးတော့သူတို့ရဲ့တိုက်စစ်နဲ့တိုက်စစ်ကစားသမားနဲ့သူတို့ရဲ့ကွင်းလယ်ကအမတန်ရဲ့ကွင်းလယ်တော်တော်လေးဟိုမှာဒီနေ့ဘုန်းမှာအလုပ်မဖြစ်ခဲ့ဘူးလို့တော့ပြောလို့ရတယ်ကျွန်တော်တို့အဲ့ဒါနဲ့ဒုတိယပိုင်းဒုတိယပိုင်းစပြီးတော့တိတ်ပြီးတော့မကြောက်ပါဘူးကျွန်တော်တို့အဲ မိနစ်90လောက်မှာပဲကျွန်တော်တို့အဲခုနရဲ့အဲခုနကနေပြီးတော့ရတဲ့အဲကျွန်တော်တို့အဲတောင်းငံဘောပဲကျွန်တော်တို့ဘန်နေဘန်နေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့အကောင့်တိုက်ပြီးတော့ဒုတိယအဆောင်ကိုထပ်ပြီးတော့တွင်းလိုက်ဒီချိန်မှာဒီချိန်မှာစပြီးတော့ကျွန်တော်တို့အေဗာတန်အနေနဲ့တို့အနေနဲ့လှိမ့်လှိမ့်မြန်မြန်ပြန်ပြီးတော့ကျွန်တော်တို့အဲကစားလာတာပြန်ပြီးတော့တွေ့ရမယ်ပြီးမှကျွန်တော်တို့အဲ94မိနစ်လောက်မှာစပြီးတော့ကျွန်တော်တို့အဲဗီဒီယိုရဲ့နောက်ပြန်ကန်ချက်ကတော်တော်လေးဥမှာကောင်းပြီးတော့ကိုသမားရဲ့ ကျွန်တော်တို့ဒီပခုံးနဲ့ထိသွားပြီးတော့ပြန်ထွက်သွားတဲ့အချိန်အဲလုံးကလည်းတော်တော်လေးမှကောင်းပြီးတော့တကယ်တော့အဲလုံးကတကယ်လို့ဝင်ခဲ့မယ်ဆိုလို့ဆိုရင်အဲဒီနေ့ပွဲကတမျိုးတမီပြောင်းလဲသွားမှန်လို့တော့မြင်တာမြင်တော့ကျွန်တော်အဲထွက်ကနေစပြီးတော့အဲတော်တန်ဟော့စ်ဘားလည်းအဲ အဲ့ဘာတန်းရဲ့ကျွန်တော်တို့တိုက်ဆက်ဆင်မှုတွေကိုတို့အနေနဲ့ပြန်ပြီးတော့ခုခံဖို့ဆိုလို့ရှိရင်တို့ရဲ့မှာလည်းတိုက်ဆက်အဲကောင်းမွန်တဲ့ကစားသမားတွေရှိဖို့အလိုအပ်တယ်လို့တစ်ခါကတို့တို့မြင်နေဗျအဲဒီတော့ကြောင့်လည်းကျွန်တော်တို့အဲမိနစ်60လောက်မှာစပြီးတော့ Tottenham Hotspur အနေနဲ့လူစားတွေပါလဲဒီအချိန်မှာကျွန်တော်တို့ Richard Leeson တို့ပါတော့ဝင်လာတယ်ဗျ Richard Leeson ကလည်းကျွန်တော်တို့အဲဝင်မိနစ်60လောက်မှာဝင်လာပြီးတော့ကျွန်တော်တို့အဲနော်သူအနေနဲ့ကျွန်တော်၄မိနစ်လောက်ပဲခြားတယ်ဗျအဝင်လာပြီးတော့အဲဝင်လာပြီးတော့အချိန်မှာဆရာသမားကကျွန်တော်တို့ ဝမ်းဝမ်းတွေးတဲ့အလုံးကြီးကိုအမကိုးသွားဘူးဗောဒီချိန်နေမှာတော့ဒီချိန်နေကတော့တော်တော်လေးမှဆိုးသွားတယ်လို့ပြောတယ်အခုကျွန်တော်ပြင်းပြလေးပွဲစဉ်ကိုးမှဆိုလို့ဆိုရင်ဝမ်းဝမ်းတွေးတဲ့အဲကစားသမားတိုက်ဆက်ကစားသမားတွေအနေနဲ့တော်တော်လေးကိုတွင်းကိုတွေကိုအဲတွင်းထားနိုင်ခြင်းမရှိတာလို့ကျွန်တော်တို့အမြင်တွေ့ရတယ်ပြီးတော့ကျွန်တော်တို့အဲ မိနစ်အဲ80 80ကျော်80လောက်မှလာစပြီးတော့တော်တော်ဟော်ဇွားအနေနဲ့တသိန်းလုံးကိုလုံးဝကိုပိတ်ချပလိုက်တယ်တသိန်းလုံးကိုခန်းစစ်ပဲစောတယ်အဓိကတော့ကျွန်တော်တို့အဲတုံးမဲ့ယူဖို့အဲတုံးမဲ့ရဖို့အရေးကြီးတယ်ဗျာဒီမှာကျွန်တော်တို့ဘလို့ပဲဆော့ဆော့ဗျာသူတို့တစ်ဖက်ကအတင်းကဘလောက်ပဲကောင်းကောင်းအဓိကတော့တုံးမှန်ရတဲ့လူကကျွန်တော်အဆင့်နေတက်မလာမယ်ဒီတိုင်းပဲတော်တော်ဟော်ဇွားအနေနဲ့အဲမိနစ်80ကျော်တာနဲ့အဲလုံးဝကိုတသိန်းလုံးအနေနဲ့နောက်တော့လုံးဝပိတ်ချပလိုက်အဲအဲ့အချိန်မှာအဲ မြန်မာတန်တင်းနေရလဲကျွန်တော်တို့ကိုရအောင်ပြန်လဲယူဖို့အတွက်သူတော်တော်လေးဥမာတိုက်ဆက်ဆင်နေအထူးသဖြင့်သူတို့ရဲ့ဖြတ်တင်ဘောတွေတော်တော်လေးဥမာဒီနေ့ပွဲမှာဖြတ်တင်ဘောဆိုတာမိနစ်80ကနေစပြီးတော့နောက်ပိုင်းဘောလုံးတွေမှန်သမျှဖြတ်တင်ဘောလို့လိုမျိုးကြီးပဲဖြစ်ခဲ့တယ်အဲတဖက်ကကျွန်တော်တို့ Everton ရဲ့တိုက်ဆက်ဆင်မှုကိုပဲကျွန်တော်တို့ Tottenham Hotspur အနေနဲ့အဲ့ချိန်မှာပြန်ပြီးတော့ကျွန်တော်တို့အခွင့်ကောင်းယူသွားတယ်လို့တော့မြင်အဲ့ချိန်မှာကျွန်တော်တို့ဘလို့ဖြစ်လဲဆိုတော့ Everton ကလုံးဝတိုက်ဆက်ဆင်နေရဲ့အချိန်နေမှာနောက်တန်းမှာလည်းသူတို့နေမှာအဲ နောက်တန်းကစားသမားရဲ့အနေနဲ့အဲဘလို့ပြောမလဲဆိုလို့ဆိုရင်နေရာပုံစံမယူပါမယူပါသေးဘူးဗျာအဲ့အချိန်မှာကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်တို့ဘလို့အဲဟာတယ်တစ်ဖက်ကတော်တန်ဟော့စပါနေပြီးတော့အဲအဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးတော့သူတို့အဲပြန်ပြီးတော့တိုက်ဆက်ပြန်စတာတိုက်ဆက်ပြန်စတဲ့အချိန်မှာလည်းတော်တော်လေးမှအဲဖြတ်တင်ပေါ်မွေမှုတွေကကောင်းတယ်ဒီဖြတ်တင်ပေါ်ပဲဝိရိယရှာလီစင်အနေနဲ့အဲခေါင်းတိုက်ပြီးတော့ပြန်လဲချပေးလိုက်တယ် အဲ့ဒီအချိန်မှာကောင်းတက်ချပေးလိုက်တာကိုကျွန်တော်နောက်ကနေပြီးတော့အပြစ်တက်လာပြီးတော့စားရနေပြီးတော့ဂိုးပြန်ပြီးတော့တွင်းလိုက်တယ်အဲ့အချိန်မှာကျွန်တော်3-0ဖြစ်သွားပြီးတော့တွင်းသွားတဲ့ဂိုးတွေကလည်းဒီနေ့ပွဲမှာတွင်းသွားတဲ့ဂိုးတွေပြန်ပြန်လဲကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့၃ဂိုးတစ်လုံးကကောင်းတက်ဂိုးတွေပဲကွာအဲကျွန်တော်တို့ဟိုအေဗာတန်ရသွားတဲ့ကျွန်တော်တို့လူဂျွန်နေထားတဲ့ ဘလုံးကိုရသွားတယ်အဲဂိုးကလည်းအဲဂိုးကလည်းခေါင်းတိုက်ဂိုးတွေပဲဒီနေ့တစ်ဝဲလုံးတိုင်းတိုင်းမှာကျွန်တော်ပြန်လဲကြည့်မယ်ဆိုလို့ရှိရင်တော်တန်ဟော့ဆွားအနေနဲ့ကျွန်တော်အဝေးကမှာတော်တော်လေးမှာကောင်းမွန်တဲ့ခြေစုံအနေကိုပြသထားတိုင်းနဲ့အထူးသဖြင့်ကျွန်တော်တို့ Everton ရဲ့အိမ်ကွင်းမှာတော့မှအဲသူတို့အနေနဲ့တော်တော်လေးမှာကောင်းမွန်တဲ့ပုံစံတွေပြပြီးတော့အဲဒီနေ့ပွဲမှာတော့တိုက်စစ်ကတော့ဂိုးတွေတိုက်ပြီးတော့မရခဲ့ဘူးအထူးသဖြင့်ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဓိကဟီးရိုးဖြစ်သွားတာဘန်နင်ဘရန်လို့တော့မြင်တယ်သူအနေနဲ့ကျွန်တော်တို့အဖွင့်ကိုရောပြီးရင်ဥဆောင်ကိုတွေရောတွင်းပြီးတော့နောက်တန်းမှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ ပုံစံတွေကိုပြသထားသွားနိုင်တယ်လို့ပြောလို့ရတယ်ဒီအတွက်ကြောင့်လည်းတို့ဒေါက်တာဟော့ဆိုအနေနဲ့အဆင့်3နေရာအထိလောက်ကိုတလှမ်းလာပြီးတော့ကျွန်တော်အဲပီမန်လေးကတော့ဒီနှစ်ပီမန်လေးကတော့တော်တော်လေးဟိုမှာအဲတိပဲအပြောင်းလဲတွေတော်တော်လေးများဖြစ်တယ်အထူးသဖြင့်ကျွန်တော်မပြောင်းလဲရဆိုအဆင်နဲ့တသိမ့်မဲ့ရှိတော့ကျွန်တဲ့အသင်းတွေကတော်တော်လေးမှာအတေပဲအပြောင်းလဲတွေခက်မြမြန်လေးတွေကိုအတွားနေတဲ့အတွက်ကြောင့်တော်တာဟော့ဆိုပါတို့အနေနဲ့ဒီလိုမျိုးအနိုင်ရလက်တွေကိုကျွန်တော်ဆက်လက်ထိန်းနိုင်ထိန်းသိမ်းနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ် အဲ့ဘာတန်းအနေနဲ့လည်းဒီနေ့ပွဲမှာတော့ကျွန်တော်တို့ဒပလုံးတိုက်နိုင်ရာအကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ grid league ကလည်းတော်တော်လေးမှဒီနေ့ပွဲမှာကောင်းမွန်တဲ့ပုံစံတွေ့ရတယ်လို့တစ်ဖက်ကကျွန်တော်တို့ tournament နံပါတ်10ဖြစ်တဲ့ NDA ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်မြင်တွေ့ရတယ်။ဒီကစားသမား2ယောက်လောက်ပဲ Everton မှာတော်တော်လေးမှပုံစံကောင်းတွေပြသထားရရင်ကျွန်တဲ့ကစားသမားတွေအနေနဲ့ကတော့တော်တော်လေးမှညံဖျင်းခဲ့တယ်လို့တော့ကျွန်တော်ကမြင်တယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီညရှင်မြန်ကစားသွားကြတဲ့ Everton နဲ့ Tottenham Hotspur တို့ကတော့ Tottenham Hotspur တို့ကတော့ နဲ့အဘဒန်ရဲ့အိမ်ခွေမှာကျွန်တော်တို့သွေးစည်းဆိုရခုပြက်အနိုင်ရလက်ကိုပုံဖော်ပြီးတော့အဲသူတို့ရဲ့အဝေးခွင်မှတန်းစိုးဖြစ်တဲ့အသေးရလက်တွေကိုဒီနေ့ပွဲမှာတော့ခုပြက်အနိုင်ယူပြီးတော့ခြေဖြတ်ပြသွားတာပဲဖြစ်ပါတယ်ဒီကိုယ်ရင်းနေနဲ့အဲဒီညချင်းမြန်ကစားကြတဲ့အပွဲမှာတော့ဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်ဒါကြောင့်ချစ်ချစ်ပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ